င်္ဂလာပါရှင်။အောက်တိုဘာလ21ရက်အင်္ဂါနေ့အတွက်ရှယ်ကုန်းရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့ပစံတော်မြို့နယ်ကော်မတီပိုင်လမ်းနဲ့အတွင်းကျူးကျော်ခင်းကျင်းရောင်းချမှုမရှိစေရေးဆောင်ရွက်တဲ့သတင်း။ရှယ်ကုန်းတိုင်းဒေသကြီးဗုဒ္ဓထောင်ခရိုင်ပစံတော်မြို့နယ်စီမံသားရအုပ်ချုပ်ရေးမှုယုံအနေဖြင့်မြို့နယ်စီမံသားရအုပ်ချုပ်ရေးမှုရဲ့စီမံကြည့်ချက်မှုဖြင့်ပစံတော်မြို့နယ်တန်ရှင်းတာယာလှပစေရေး ေစည်းရလာကောင်းမွန်ရေးအပြင်မြို့နယ်အတွင်းကော်မတီပိုင်လမ်းနယ်အတွင်းကြီးကြော့ခင်းချင်းရောင်းချမှုမရှိစေရအဖွဲ့များခွဲကနေ့စဉ်အရှိန်ဟုန်မြင့်တင်ဆောင်လျက်ရှိရလို့သိရပါဗျာ။ ပစနောင်မြို့နယ်အမှတ်9ရပ်ကွက်အတွင်းအထက်ပစနောင်လမ်းရှိလိုင်စင်ရှိဆိုင်လုပ်ငန်းများမှကော်မတီပိုင်းလမ်းတွေအတွင်းကျူးကျော်ခင်းကျင်းအောင်ချမှုမရှိစေရည်ကိုအောက်တိုဘာ20ရက်နေ့နဲ့ပိုင်းကလိုင်လံစစ်ဆေးကအထက်ပစနောင်လမ်းရှိကော်မတီပိုင်းလမ်းတွေအတွင်းကျူးကျော်ခင်းကျင်းအောင်ချမှုမရှိစေရည်နှင့်လမ်းပေးစည်းတဲ့များရောင်းချမှုမရှိစေရည်တို့ကိုလိုင်လံစစ်ဆေးဆောင်ရွက်ကြကြောင်းသိရှိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့ရန်ကင်းတွင်လူတအူးတေဆုံးပြီးနှစ်ဦးထဏ်ရာရအောင်ကားဖြင့်ဝင်တိုက်သူကိုအမှုဖွင့်တဲ့တဲ့င်ရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်တွင်မော်တော်ယာဉ်မှအရှိန်မထိန်းနိုင်ပေ platform ပေါ်တွင်လမ်းလျှောက်နေတဲ့အမျိုးသားသုံးအားဝင်ရောက်တိုက်ပြီးလို့အမျိုးသားတအူးတေဆုံးပြီးနှစ်ဦးထဏ်ရာရရှိမှုဖြစ်စဉ်မှရှင်မောင်းအမျိုးသားအားပုံမှတ်သုံးခုဖြင့်ဖမ်းဆီးအမှုဖွင့်အရေးယူထားတယ်လို့သိရှိရပါတယ် ဖြစ်စဉ်မှာအောက်တိုဘာ18ရက်နေ့နဲ့ဆယ်နေ့ကရန်ကင်းမြို့နယ်ကံပဲ့လန်းတိုင်းမြေဦး62နှစ်မောင်းနေလာတဲ့ရှင်ဟာကံပဲ့လန်းအရောက်ရှားဘတ်သူချုပ်ခွေမောင်းနေစဉ်ရှားဘတ်လန်းဆက်ပလက်ဖောင်းပေါ်မှာလမ်းလျှောက်နေကြတဲ့လိုင်သားရအရှိပိုင်းမြို့နယ်အမတ်9ရက်ကွယ်နေသူများဖြစ်တဲ့ဦးမျိုးသိန်း52နှစ်ကိုမျိုးမင်း39နှစ်နဲ့ကိုရွှေထွန်း38နှစ်တို့အားဝင်ရောက်တိုက်မိခဲ့တာကြောင့် ဦးမျိုးသိန်းတွင်ဒဏ်ရာများရရှိကာတည်ဆုံသွားခဲ့ပြီးကိုမျိုးမင်းနဲ့ကိုရှေထွန်းတို့တွင်လည်းဒဏ်ရာများအတိအသေးရရှိမှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ကိုရီးယားမြန်မာပူးပေါင်းရိုက်ကူးထုတ်လုပ်မဲ့လူငယ်ဒရမာရုပ်သံဇာတ်လမ်းတွေအတွက်တရုတ်ဆောင်ရွေးချယ်ပွဲပြုလုပ်တဲ့တဲ့။ကိုရီးယားမြန်မာပူးပေါင်းရိုက်ကူးထုတ်လုပ်မဲ့လူငယ်ဒရမာရုပ်သံဇာတ်လမ်းတွေအတွက်တရုတ်ဆောင်ရွေးချယ်ပွဲပြုလုပ်ကြောင်းသိရှိရပါတယ်။ အော်တိုဘာ၁၈ရက်ကကိုရီးယားမြန်မာပူးပေါင်းရိုက်ကူးထုတ်လုပ်မယ်လူငယ်ဒရမာရုပ်သံဇလန်တွေနဲ့အားကစားအစီအစဉ် Opus Drama and Spoken တို့အတွက်တရုတ်ဆောင်ရွေးချယ်ပွဲ audition ကိုရန်ကုန်မြို့ပြည်လမ်းရှိမြမရုပ်မြင့်သံကြားတွင်ပြုလုပ်ကြောင်းသိရပါတယ်၎င်းရွေးချယ်ပွဲသို့မြန်မာနိုင်ငံမှာအသက်၁၈နှစ်နဲ့၃၀နှစ်ကြားရွှေချိုအမှုပညာရှင်တရုတ်ဆောင်များတက္ကသိုလ်ကျောင်းသားကျောင်းသူများစိတ်ပါဝင်စားသူလူငယ်များပါဝင်ရှင်ပြိုင်ကြရလို့လည်းသိရပါတယ် အဆိုပါဇလန်တွေအားကိုရီးယားမြန်မာနှစ်နိုင်ငံရင်ကျေးမှုဖလဲနိုင်ရန်နှစ်နိုင်ငံတို့မှလူငယ်ပြည်သက်များအရေးအချင်းတူတက်လာစေရန်နှင့်စိတ်ကွန်အားပေးနိုင်ရန်ရှိရွေးချက်တို့ဖြင့်ကိုရီးယားမြန်မာနှစ်နိုင်ငံတို့တွင်2025ခုနှစ်နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင်အပြန်အလှန်တွားရောက်ခါပူးပေါင်းရိုက်ကူးကြမှာဖြစ်ကြောင်းလည်းသိရှိရပါသည်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးအဖိုးထံတပ်ထုရောင်းဝယ်သူများအသင်းဖွဲ့စည်းတဲ့တွင်ရွှေဆိုင်ပိုင်ရှင်နှင့်ရွှေကုန်တွေပါဝင်တဲ့ရန်ကုန်တိုင်းဒေသကြီး အဖိုးထံတက်တူရောင်းဝယ်သူများအတင်ကိုအောက်တိုဘာ16ရက်ကဖွဲ့စည်းလိုက်တယ်လို့ရန်ကုန်တိုင်းဒေသကြီးရှင်းလုံငန်းရှင်များအတင် YGA ရဲ့ဖော်ပြထားချက်အရသိရှိရပါတယ်။တိုင်းဒေသကြီးအဖိုးထံတက်တူရောင်းဝယ်သူများဆိုင်ရာကြီးကြပ်ရေးဖွဲ့ရန်ကုန်တိုင်းဒေသကြီးက2025ခုနှစ်အောက်တိုဘာ16ရက်အမိန့်ကြေညာစာအမှတ်တင်ပြဆောင်2025အရာ ရှောင်းကုန်တိုင်းဒေသကြီးအဖို့တန်တတုရောင်းဝယ်သူများအသင်းကိုဖွဲ့စည်းတာဝန်ပေးရလိုက်တာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအသင်းကိုဦးမျိုးမြင့်သိန်းသန်းဆိုင်ရွှေသနာဆိုင်ဥက္ကဋ္ဌဦးမျိုးသူဝင်းအကယ်ဒမီရွှေသန့်စင်လုပ်ငန်းဒုတိယဥက္ကဋ္ဌတဲ့ဦးအေးမင်းကျော်သိန်းသန်းဆိုင်ရွှေသနာဆိုင်ဒုတိယဥက္ကဋ္ဌနဲ့ဦးနေမျိုးထက်ရွှေစင်အကယ်ဒမီရွှေဆိုင်အတွင်းမှဦးအေးချူရွှေကုံတဲ့တွဲဖက်အတွင်းမှဦးမောင်အေးစုမုံအေးရွှေဆိုင်တို့ကပန်နာရီမှုဖြစ်တောင်းရဆောင်ရွက်ကြမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့တောင်ကလာမှာကားပစ္စည်းအယောင်ဆိုင်မိလာမှုဖြစ်ပွားတဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးတောင်ကလာပါမြို့နယ်အမှတ်၄ရပ်ကွက်ပေလီမီပွိုင်းအနီး ပါရမီလမ်းဘေးမှာရှိတဲ့ကားပစ္စည်းအယောင်ဆိုင်မိလောင်နေဖြစ်စဉ်တစ်ခုအောက်တိုဘာ20ရက်ညနေ4:16မိနစ်ခန့်ကဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မိလောင်မှုဖြစ်ပွားတဲ့နေရာကတောင်ကလာပါမြို့နယ်မိသက်စခန်းမှာမိငိတရင်တစ်စီး၊ရှေးတရင်တစ်စီး၊ရန်ကင်းမြို့နယ်မိသက်စခန်းမှာမိငိတရင်တစ်စီး၊ရန်ကုန်နိုင်ကုညီမှုအတင်းမှာမိငိတရင်တစ်စီးနဲ့စီပင်မှာမိငိတရင်တစ်စီးတို့စတင်ရောက်လာပြီးမိငိတကြရာနောက်ပိုင်းမှာအခြားမြို့နယ်ကမိသက်ကားတွေနဲ့တူနာတင်ရင်တွေရောက်လာပြီးမိငိတကြရလို့သိရှိရပါရဲ့ရှင်။ ရိသတ်များရှင်ကျမတို့ရန်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွေမှာရှိတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြိုင်တည်းသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။